ဇလန်းလေးကတော်တော်ကောင်းလို့ဇလန်းလေးကောင်းတယ်ပြီးတော့နန်းစုဒီလုတ်ကိုရဲ့အဲဒီလုတ်ရမယ့်နေရာလေးကလည်းလုတ်တင်တဲ့နေရာလေးဆိုတော့လေအဲအားကြောင့်လုတ်ဖြစ်တာပါဟုတ်အစရဲ့ character ထဲမှာတော့အနန်းစုကယင်းတကိုးဆိုရက်အမင်းကြီးတယောက်အနေနဲ့ပေါ့နော်ပါဝင်တယောက်ဆောင်တာပါဟုတ် အမ်အဲ့ character လေးက तू ကရိုးရှင်းတယ် simple ဖြစ်တယ်ပေါ့နော်ဆိုတော့စိတ်လေးကိုအဓိကပေါ့ပေါ့လေးနဲ့ပဲပေါ့ပေါ့လေးဆိုရင်လည်းအဓိက drama ဖြစ်တဲ့အတွက်ကြောင့်မလို့ဂျင်းတကူ character ဖြစ်အောင်တော့အဲဟိုပါဒီဒီဝဆဆင်မှုအပိုင်းနဲ့ဒီမှုအပိုင်းလေးကိုတော့ဂရုစိုက်ရအောင်ဟုတ်အဲဒါကကျတော့လူတယောက်ရဲ့ပုံစံနဲ့လည်းဆိုင်မှာထင်တယ်เนาะတချို့ကျတော့ဟို တယောက်နဲ့တယောက်ပွင့်လင်းတဲ့ပုံစံချင်းရလည်းမတူဘူးပွင့်လင်းတာချင်းရလည်းမတူဘူး character တယောက်နဲ့တယောက်မတူဘူးပေါ့နော်ရင်းသကိုရဲ့ပုံစံလေးကြတော့ तू ကအဲ့လိုပုံစံလေးဖြစ်နေရဆိုတာကဒီငယ်ရွယ်တာဒါကြောင့်တော့ तू အဲတေးဥဆောင်ရတဲ့အပိုင်းကကြတော့ तू တငယ်ချင်း၃ယောက်အပိုင်းဖြစ်နေရအောင်အဲ့လိုအဲ့လိုတွေကများငယ်ငယ်လေးကဒီလိုတူတူကြီးပြင်းလာတဲ့အချက်ဆုံးတငယ်ချင်း၃ယောက်ဆိုတော့ तू ပြောမနာဆိုမနာဖြစ်နေလေ तू တငယ်ချင်းကဘေးမှာတခုခုမဟုတ်တာလုပ်နေလေ तू ကပုံပွင့်လင်းလင်းအမုန်းခံပြီးပြောဖို့ဝင်မလေးဘူးပေါ့နော်တခါလေကြာရင်ဒီ ဒီကိုပဝင်းကျင်လူတိုင်းဝိုင်းမှာကြာတခါကျရင်ပွင့်လင်းတိုင်းလည်းမကောင်းအမှန်တိုင်းပြောတိုင်းလည်းမကောင်းလူမုန်းတတ်တယ်လीဆိုတော့ကိုပြောရမဲ့သူကဘသူဆိုတော့ပုံမှန်လည်းမူတည်တရပါတော့သူကြတငယ်ချင်း၃ယောက်ဖြစ်နေတဲ့အတွက်ကြောင့်မပြောမနာဆုံးမလားဖြစ်နေရအောင်ဆိုတော့ကားထဲမှာခတ်တဲ့အခန်းထဲမှာအဲ့အခန်းမပါဘူးပေါ့နော်ဒီမမတက်နေဆုံးတဲ့အခန်းဟိုမခတ်ဘူးလုံးဝလွယ်လွယ်လေး drive ဟို အဲ dialogue ကလည်းအဲ့လောက်ထိမဟုတ်ဘူးအဓိကကဒီ item လေးပဲပြီးတော့ဟိုလိုမျိုးရံဖြစ်တာလည်းမဟုတ်ဘူးသူကလွဲလွယ်လေးပဲဆိုတော့အထူးထူးထူးဘာမှတော့လောက်တာလည်းမရှိဘူးတခုပဲစိတ်ကူပါအဲ့ဒီတော့တော်တော်လေးကိုသူကစမ်းမကြီးတော်တော်မကောင်းဖြစ်ပြီးတော့ဆေးကိုတောင်းနေရတဲ့အချိန်ကိုက muscle injury ဖြစ်ပြီးတော့အဲဒီခြေရောက်ကတော်တော်လေးကို muscle ရ weak ဖြစ်ပြီးတော့လူကတင်းတင်းလေးရရှိရပြီးတော့လူက weak ဖြစ်နေတာပေါ့နော်ဆေးတော့ကဆေးရဲ့ဒီအချိန်လေးကြောင့် ပြီးတော့တော် week ဖြစ်နေပြီးတော့ဒီသူကိုယ်ကလည်းပြင်းမှန်းတော့လေအဲကို mood အနေနဲ့ပဲဟိုပါပေါ့နော်မထည့်နိုင်ပါဘူးပဲစိတ်ပူတာဒါပေမဲ့အခုထွက်လာတဲ့အချိန်မှာကိုအထည့်နိုင်ခဲ့လုံနိုင်ခဲ့ဆိုတော့အမြင်ကတော့တော်သေးရပေါ့နော်ငါကြောက်နေဒီကိုယ်ပေါ့နော်အဲငါအပိုင်းမလျော့သွားဘူးပေါ့နော်ဆိုပြီးတော့အဲ့လိုလေးတော့တွေ့မိပါတယ်ဟုတ်အဲ့ဒီရဲ့ mood ကိုရရဆိုတော့ ID ရဲ့ mood ပဲဖြစ်ရမှာပေါ့နော်တစ်ဖက်ကကျတော့လုံးဝဟိုဒီအဲအဲ့ ကားမှာကျတော့သူနဲ့ဒီဟိုသူသူချစ်သူရဲ့ချစ်သူကောင်းလေးတော်လကောင်သူရဲ့အစ်စုံတငယ်ချင်းလမ်းမမြောက်စေချင်းဒီ toxic ဖြစ်တဲ့လမ်းသွားစေချင်းအဲ့ဒါတငယ်ချင်းချစ်တကြောင်ပေါ့နော်နောက်တစ်ခုကကျတော့သူချစ်မိနေဒီကောင်လေးလည်းချစ်မိနေအတွက်ကြောင့်လို့ဒီလမ်းမမရောက်အောင်စိတ်ပူရရယ်ကိုရှီကိုတိုက်ရိုက်ကိုရဲ့ဒီအာ threat ပေါ့နော် threat ကတိုက်ရိုက်ကိုရှင့်ကိုနာကိုရောက်လာတဲ့အချိန်မှာ तू ဘယ်လို handle လုပ်လဲနောက်တစ်ခုကျဒီ တွေ့တဲ့နေရာကဟိုက customer လीသူကတော့ဒီဆိုင်ကဝန်တန်းဆိုတော့သူ့အနေနဲ့ကဝန်တန်းအနေနဲ့ကလည်းတွားပြီးရန်သွားဖြစ်လို့များဒါမဲ့လည်းဒီလိုမျိုးရန်ဖြစ်တဲ့ character မျိုးတော့လည်းမဟုတ်ပါဘူးဆိုတော့ထိန်းထိန်းလေးနဲ့ဘယ်လိုလဲပြောပါလဲဆိုတာလေးကတော့အဲ့ဒီခန်းလေးလည်းမိုက်ပါတယ်ဟုတ်အထွေထွေတော့မကျင်လေးမကျင်ပါဘူးအမရဲ့ဟိုကလေဒီဒီဘယ်လိုအဲ့ကားရိုက်တော့ကြည့်ရပါတော့နော်ဒီ counter ဘယ်လိုလေးလောက်ကြလဲဘယ်လိုလေးလောက်ကြလဲအဲ့ဒါကမှကိုကမူးထက်လိုက်တဲ့အခါကျတော့လက်အသွားလာလေးတွေကသူ့မှုအတိုင်းဖြစ်သွားတော့ဟုတ် ဟုတ်တယ်နော်နဲတွန့်တွန့်တွန့်ဖြစ်နေဟုတ်တယ် mood ရပါတော့တွက်နေသူချောချောပါဟုတ်ငငယ်တော့ကလည်းအဲ့လိုမျိုးလေဟို စော့နေပေါင်းမျိုးစုံစော့တာပေါ့ဆိုတော့ငငယ်တော့အမေက City Map ကနေပြီးတော့အဲ့လိုမျိုးဟိုအဲကွန်ပျူစီဝယ်လာလို့ရှင်အိမ်မှာအဲ့လိုမျိုးတန်းစီထားပြီးတော့အဲ့လိုကြွကြွအိတ်တွေဝယ်ပြီးလို့ရှင်အဲ့အိမ်ရကလူတွေပေါ့နော်ဝယ်ခိုင်းနေကိုကကွန်ပျူတာနဲ့ရိုက်တယ်ကနန်းပေါင်းစက်နဲ့လုပ်တယ်ဘလောက်ကြပါလဲဆိုပြီးအဲ့ကြွကြွအိတ်ထုတ်လေးနဲ့ထည့်ပြီးအဲ့လိုမျိုးစော့တာဆိုတော့လေစော့ရတဲ့မှာအဲ့ဒါလည်းပါတယ်ငငယ်တွေကအဲ့ဒါလေ့ကျင့်နိုင်တာဟုတ်ကဲ့ တက်တဲ့တကောလေဘသူဘသူမှအသားနာအောင်မလုပ်ဘူးပေါ့နော်အဲဒီလိုမျိုးအလုပ်ဝင်မှာပဲဖြစ်ဖြစ်ဘာကြောင့်ဘလို့အကြောင်းကြောင့်လည်းပဲဖြစ်သူများကိုအဲ့လိုအသားကိုလည်းမရိုက်ဘူးထိနာအောင်လည်းမလုပ်ဘူးပေါ့နော်ဆိုတော့မတော်တဆထိမိဘူးပါပဲရှင်ဒါပေမဲ့ဒီကားကြောင့်မမရရဥမင်းဦးကဒီကိုကျော်ထက်အောင်ဘူးမရမှာဆိုလို့ပားရိုက်တဲ့အချိန်မှာတကယ်ရိုက်ပြီးပါဆဲအချိန်မှာလူကလေကြာအဲ့ကြောင့်မှမူကပြတ်ချင်တယ်လား ကိုကလေအမှန်ဆိုလေဒီတိုင်းအိုက်တင်လောက်ရမယ်ဆိုရတယ်။သူများအသားကိုကနာလို့နာသွားမှာပဲဆိုပြီးတော့စိတ်ကအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်။ဒါမှမဟုတ်လေဦးဝင်းကမဟုတ်ဘူးတမီးရိုက်လိုက်။ ရရမယ်ဦးမင်းကလည်းသိရမလားဒီအတာနေနေတာ तू ဟာဟိုဖြစ်တာလေဟို relax ဖြစ်တာလေအဲအတာနေနေဆိုချိန်လုံးရင်းနေတာ driver နေနေဆိုအရန် serious ဖြစ်လာသူကဒါဆိုဒါပဲအဲ့လိုမျိုးဆိုလေဦးမင်းကအဲ့လိုပိုင်းနေဆိုအဲ့နဲ့အကိုကရောနော်ဆိုပြီးတော့အဲတကယ်ရိုက်လိုက်ရဒါပေမဲ့လည်းခဏခဏပြန်ရရတဲ့ဟာမျိုးမဟုတ်တော့တခါပဲပေါ့နော်ဒါပေမဲ့လည်းအဲ့လို तू လည်း mood တေချာ mood တော့ဝင်သွားတာပေါ့နော်ဒီလိုမျိုးပိုင်းရလိုက်တဲ့အချိန်ကျတော့ကိုကတော့အဲ့လိုမျိုးရိုက်နေကြတော့မဟုတ်ဘူးပေါ့ဒါပေမဲ့လည်းအကောင်းဆုံးတော့လုပ်ခဲ့ပါဟုတ် driver ဆိုတာ ဒီ serious ဖြစ်တယ်ဆိုတာအမျိုးမျိုးရှိတယ်။တချို့ driver ကြတော့သူ serious ဖြစ်တာဒီကားကောင်းဖို့အတွက်ဒီ character တွေကို तू control မိတယ်ဆိုရင် तू လှုပ်ချင်တဲ့ acting acting တွေထွက်လာမယ်။ အဲ့ဟာဖြစ်ဖို့အတွက်ကိုတချို့ writer တွေက serious ဖြစ်တာတချို့ writer တွေကြောင့်သူတို့ control ရဖို့အတွက်ကို serious ဖြစ်တာမရှိရဲ့ငါငါငါပေါ့နော်တရားလားငါပြောသလိုလုံးရမယ်ငါပြောသလိုမလုံးရင်နင့်အခန်းဖြုတ်ပစ်လိုက်မယ်အဲ့လိုမျိုး writer ရှိတယ်နင့်ငါပြောသလိုမလုံးရင်ဒါတော့ပြောင်းပြစ်လိုက်အဲ့လိုမျိုး writer ကအဲ့လိုမျိုးကြောင့်မတူဘူးဦးမင်းချာအဲ့လိုပေါ့ဦးမင်း serious ဖြစ်တဲ့ပုံစံကြောင့်ကားကိုကောင်းစေချင်တာကိုကတိရဲ့လေတိရဲ့အခါကျတော့ तू က serious ဖြစ်နေတာ तू ဒီကားကိုအရန်ကိုကောင်းစေချင်နေတာ 哥，哎，大刘、就是就是、来打。啊多 တခြားခါကြရင်အော်လိုက်တယ်ဒါပေမဲ့စိတ်မဆိုးဘာဖြစ်ဆို तू အဲ့လိုအော်လိုက်တာကောင်းစေခြင်းလေဆိုတော့ကိုကသိနေတဲ့အတွက်ကြောင့်မလို့အော်ဒါသူ့စေတနာကိုကိုကမြင်နေတဲ့အတွက်ကြောင့်မလို့ကိုကသေချာလှုပ်လိုက်တယ် तू ပြောတဲ့အတိုင်းမှန်တယ်ဒါ तू အဲ့လိုပြောတင်တယ်ဆိုတော့ဟာမှန်တဲ့အတွက်ကိုကလှုပ်အဲ့ကြောင့်မလို့လေဒီကားလေးက character တိုင်းက acting လို့ဆိုကောင်းတယ်လေဟာဦးမျိုးကတေးဥဆောင်ပိုင်းကလာတာကြတော့တေးဥဆောင်နဲ့ပို့ပြီးတော့ဟွာဖြစ်တယ်ပေါ့နော်ဟောနားလေနားလေတယ်လို့ပြောရမှာတေးဥဆောင်ရဲ့အဲ site ကိုနားလေတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး အဲဒီလိုမျိုးအချိန်မှာဆိုပြီးတော့လေကိုရင်းနဲ့တေးဥဆောင်ခဲ့ရလဲအများကြီးအဲ့တာချင်းချင်းနေနဲ့လေတေးဥဆောင်ခဲ့တယ်ချူစီမာလည်းရိုက်ဘူးခဲ့ဆိုကိုရရဲ့ဒီလုံနိုင်မှုနဲ့ပုံစံကိုသိနေပြီဆိုတော့သူဘလို့လုံရင်ဘလောက်ထွက်လာမလဲဆိုတာသိအောင်เนาะဆိုတော့အဆင်ပြေပါတယ်ဟုတ်ဇလန်းလေးကတော်တော်ကောင်းတော့ဇလန်းလေးကောင်းတယ်ပြီးတော့နန်းစုဒီလောက်ကိုရဲ့အဲဒီလောက်ရမယ့်နေရာလေးကလည်းလုံတဲ့နေရာလေးဆိုတော့လေအဲအားကြောင့်လုံဖြစ်တာပါဟုတ် personal ကိစ္စတအားပါတယ်ထဲမှာတော့မပါဘူးပေါ့နော်အဲတငယ်ချင်းချင်းချင်းဆိုရင်တော့ဒါပြောမလားဆိုမလားဆိုတော့ရှိရဲ့အပြင်မှာဆိုငငယ်တည်းကပေါင်းတဲ့တငယ်ချင်းတွေအခုထိပေါင်းတာပဲဒါပေမဲ့အဲတခုခုဆိုရင်တော့ပြောမလားဆိုမလားပေါ့နော်ဒါဖြစ်တင်လားဆိုအမှန်တိုင်းပြောတာမျိုးတော့ရှိရဲ့ဒါပေမဲ့ပြောပုံပြောနည်းကတော့ဒီကားထဲမှာရန်ဖြစ်လောက်အဲ့ဒီမျိုးတော့မဖြစ်ဘူးပေါ့ဒါကြတော့မကောင်းတဲ့လမ်းပေါ့နော်ဒီကားမှာကျတော့ तू ကဒီသူ့တငယ်ချင်းနှစ်ယောက်က toxic ဖြစ်တဲ့လမ်း သူဒီလမ်းကိုယူလိုက်လို့သူ့အတွက်ဘာဖြစ်လာလဲပေါ့နော်ဟို တကယ်ချစ်မိပြီးတော့ဒါကောင်းလာတာမဟုတ်ပဲနဲ့သူကဒီသူ့ရဲ့ side effect တွေကသူ့ဘဝဘယ်လိုရိုက်ခတ်လာလဲသူတို့မျက်ဝါးထင်ထင်တွေ့ရတဲ့အတွက်ဒီလမ်းဒီမသွားတင်ဘူး तू ကအဲ့လိုမျိုးဝင်ပြီးတော့အမုန်းခံပြီးပြောတာအဲ तू ကအဲ့လိုမျိုး character လေးပေါ့နော်တကယ်တမ်းအပြင်မှာဆိုရင်လည်းကိုချစ်တဲ့သူတော့လကောင်းဟိုကိုချစ်တဲ့တငယ်ချင်းတွေတော့လကောင်းလမ်းမရောက်နေတော့ဘယ်သူမှစိတ်မကောင်းဖြစ်ကြမှာပဲဆိုတော့လေဒါလူတန်းကတော့အမန်နဲ့အမားဆိုတော့ခွဲခြားတတ်တဲ့အတွက်အမားလမ်းမကိုသွားနေတဲ့လူဆိုရင်တော့ဘယ်သူမှအဲကြိုက်ကြမှာမဟုတ်ဘူးပေါ့နော် လေးလေးကြီးကားတဲ့ပုံပေါ်တဲ့အချက်ကတော့အခုဒီ ဒီရိုက်ထားတော့ကြာပြီပေါ့နော်ဒါပေမဲ့မနေ့ကပြန်ကြည့်လိုက်တဲ့အချိန်မှာတွေ့ရတာကျတော့ချို့တော့ချစ်တည်းက toxic ဖြစ်တဲ့အချစ်တည်းပေါ့နော်အစိတ်တင့်တဲ့အချစ်တည်းရှိတယ်ဒီကိုယ်အစိတ်မတင့်စေတဲ့အချစ်တည်းရှိတယ်ဒီကားတွေက character တွေကဘယ်သူတွေကတော့အစိတ်တင့်သွားပြီးတော့ဘယ်သူတွေကတော့ဖြင့်ယုံမထွက်နိုင်တော့ဘူးလဲဘယ်သူတွေကတော့ဖြင့်ယုံထွက်နိုင်လဲနောက်ဆုံးအချစ်စစ်တွေ့သွားတယ်လေဆိုတော့ဒီကားလေးမှာဒါ portrait လုပ်ထားတာပေါ့ကြည့်ရမှာပေါ့နော်ဇလန်းကတော့ဟုတ်ရွေးရွေးရွေးဖြစ်တယ်ပေါ့နော်ရွေးဖြစ်တယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဟိုကိုကိုပေးရတဲ့နေရာကို လုံးတဲ့ င်းတဲ့နေရာလားပေါ့နော်ကိုရိုက်ရမယ့်နေရာလားပေါ့ပြီးရင်ကို character ကတော့ကိုလုံနိုင်တဲ့ character လားအဲအဲ့လိုမျိုးလေးရွေးရပေါ့နော်အဲ့လိုမျိုးလေးတော့ကြည့်ပြီးတော့ရိုက်ဖြစ်ပါတယ်ဟိုကိုရှီကိုလာတဲ့ကားတိုင်းတော့မရိုက်ဖြစ်ဘူးပေါ့နော်ဟုတ်စီးရွေးတွဲတွေကဂျာတန်းမှာအခုလာတာဇလန်းမကြိုက်လို့ညင်းလိုက်တာ၄၃ခုလောက်ရှိတယ်ဇလန်းမကြိုက်လို့ဆိုတာဟိုတချို့ ကိုဟိုပါဗောနော်ဟိုအရှိမသူကဘလို့ဖြစ်သွားလဲဆိုတော့ van ရိုက်လို့ရှင် van နေလာငါကြအရှိမ van တကားရိုက်လိုက်တော့ van လာငါတော့ကိုက van အသိမလို့ချင်းပေါ့ဇလန်းထပ်သွားမှာဆိုလို့ဆိုအဲ့ van ဟာလေးလည်းညင်းလိုက်တာလေးရှိရဲ့နောက်တစ်ခုကြောင့်ခရီးအဝေးဖြစ်နေလို့အဲမရိုက်ဖြစ်တာလေးရှိအဲ့လိုမျိုးအကြောင်းအကြောင်းကြောင့်သူ့ဟာလေးပေါ့နော်မရိုက်ဖြစ်တာနည်းနည်းလေးကြီးများတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်နေတာဇယုတ်ကတော့လေဒီဇက်အိမ်ပေါ်မှာမှုတည်ရယ်ပေါ့နော်ဇယုတ်တစ်ခုလည်းစဉ်းစားလို့မရ ပေါ့เนาะဒီဇက်အိမ်ကိုတည်ထားတဲ့ပုံစံနဲ့ကိုယ့်ပေးရဲ့ဇက်ရုပ်ပေါ့เนาะအဲ့အချိန်မှာကိုကရိုက်တင်သလားကိုကအဲရိုက်ဖို့တင်တော့လားပြီးတော့ကိုရောက်နေတဲ့နေရာကိုရောက်နေနေရာဆိုတော့ကိုရဲ့အသက်အရွယ်ကိုပြောတာကိုရဲ့အသက်အရွယ်နဲ့လာပေးရဲ့ character အဆက်မှုရှိလားအဲ့ဒါလေးတွေတွေးပြီးတော့ကိုလုံနိုင်သလားဆိုတာလေးတွေတွေးပြီးတော့ချင်းချင်းပြီးတော့အဲရွေးချယ်ဖြစ်ပါတယ်ဟုတ်ဒီကရမှာကျွန်တော်ဒါပေမဲ့လူတယောက်နဲ့တယောက်ကသူ့ရဲ့ ဟိုအာဘယ်လိုပြောရမလဲတိုးဆောင်နိုင်မှုဆိုတာလေအစ်စ်တွေအဟောင်းတွေအဲ့လို experience နဲ့တိတ်မဆိုင်ဘူးလို့ထင်တယ်နော်တချို့ကျတော့ idea တွေကဝါသနာပါရဲ့ parameter ပါရှိသလိုတချို့ကျတော့လည်းဘလောက်ပဲဟိုအဖြစ်ဖြစ် parameter မပါမျိုးရှိရယ်နော်ဒါကဆိုတော့နေရာတိုင်းမှာပဲပေါ့နော်ဆိုတော့အဲ့အဲ့လိုမျိုးတက်လေအကုန်လုံးကလေသူ့အနေနဲ့သူအဲဟိုဟာဖြစ်နေကြတယ်ဟိုကိုကျော်တက်စောကျော်တက်အကုန်လုံးပေါ့နော်ပါတဲ့လူတွေကသူ့ဉာဏ်နဲ့သူအကုန်လုံးကလုံနိုင်နေကြတယ်ဆိုတော့ကိုကလည်းမျောတစ်ခါလည်းမျောပါသွားပါပေါ့နော်ထွေထွေ ထူးထူးတော့ဟောမဖြစ်ပါဘူးဟုတ်ဟုတ်ကဲ့ပါဒီအစိတ်ဆိုရဲကားလေးမှာပေါ့နော်ဒီရဲမှာပါတဲ့ character လေးကြီးကဘသူတွေကအစိတ်တင်သွားပြီးတော့ဘသူတွေကတော့ဖြင့်ဖြည့်စည်းတွေ့သွားတယ်လဲဆိုတော့ပိတ်သက်တွေကိုရင်သွားကြည့်လိုက်နော်ဘယ်တင်းမှာလဲအဲအဲ့လိုမျိုးမရှိဘူးသတ်မှတ်တာကန့်သက်တာမရှိဟုတ်ဟုတ်အကြည့်စုပါ